်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုပ်မြင်သံကြားရဲ့နေ့လယ်နေ့ပိုင်းချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားစားသတင်းတွေကိုလည်းရှုစားကြပါပါခင်ဗျာ စစ်တပ်ဩဇာခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ထားတဲ့မဲဆန္ဒရှင်စင်းတွေဟာယာနယ်ချီလွှဲမနေပြီးတည်တဲ့သူတွေလည်းပြန်ပါနေသလိုတက်ရှိထင်ရှားရှိနေသူတွေမဲဆင်းမပါတာတွေရှိနေတယ်လို့ကြန့်ခိုင်ရေးပါတီပုပ္ပတိပြည်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလာဆွေကပြောပါတယ်ဘူးလလာဆွေလိုလူတိများတဲ့ဦးလာဆွေကသူအတုံးပြုတ်နေတဲ့ Lion United USDP TikTok အကောင့်ကနေအော်တိုဘားလ9ရက်နေ့ကတရားဝင်ထုတ်ဖော်ပြောဆိုခဲ့တာပါ UEC ကထုတ်ပြန်လိုက်တဲ့မင်းစင်းတွေဟာနေပြည်တော်လိုနေရာမျိုးမှာတော့ယာနဲ့ချီကွာချားနေတာကိုတွေ့ရတယ်လို့ဆိုပါရယ်။လွဲမနေတဲ့မင်းစင်းတွေကိုပြန်ပြင်ဖို့လှုပ်ဆောင်နေပြီး UEC အနေနဲ့အားစိုက်ပြီးလှုပ်ဆောင်ဖို့လိုနေတယ်လို့ဦးလာစွေက ပြောပါရယ်။စပူတီရီမြို့နယ်ကနေဝင်ပြိုင်မဲ့မင်းကင်းမောင်မြင့်ရဲ့မဲဆန္ဒနယ်မှာလည်းမဲစင်းအများပြားမှားယွင်းနေတဲ့အတွက်ကြန့်ခိုင်ရေးပါတီဝင်တွေကစည်ရင်တဲ့လူတိုက်ကပြန်လည်စီစစ်နေတယ်လို့ပါတီဝင်တယောက်ကပြောပါရယ်။မဲစင်းတွေမှားယွင်းတာနဲ့ပတ်သက်လို့အာနာသိန်းစစ်တပ်က ထုတ်ဖော်ပြောဆိုတာတော့မရှိသေးပါဘူးခင်ဗျာဆရာနာသိန်း၅နှစ်နေပါကာလအတွင်းမန္တလေးနန်းတွင်းအခြေဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခမှာစစ်တိုင်းမှု၅ရောက်ထိစစ်ကောင်စီကအပြောင်းလဲပြုလုပ်ခဲ့ပါတယ်ပုတ်ပြီးရက်ဆက်ကြမ်းကြုတ်နိုင်မဲ့သူကိုစစ်ကောင်ဆောင်ကနေရာပေးခဲ့တာတွေ့ရတယ်လို့ဒေသကာကွယ်အဖွဲ့တွေကပြောပါတယ်တုဒ္ဒချမ်းသာပေးပို့ထားပါတယ်ခင်ဗျာ မန္တလေးနန်းရင်းခြေဆိုင်လေပန်းတိုင်းစစ်ထနာကျုပ်လာပါကမှာဆရာနာသိမီ9နှစ်နီးပါးကာလအတွင်းစစ်တိုင်းမူ9ရောက်ထိစစ်ကောင်စီကအပြောင်းလဲပြုလုပ်ခဲ့တာပါစက်တင်ဘာလကုန်ပိုင်းမှာရာထူးနေရာတဆင့်တက်သွားတဲ့ဗိုလ်မှူးချုပ်ကျော်ကိုထိုက်အစား ဗိုလ်မှူးချုပ်တင်မင်းလက်ကိုစစ်ကောင်စီကတာဝန်ပေးခဲ့တာတွေ့ရပါတယ်။ဆရာနာမသိငင်2020ခုနှစ်မှာလဘခါကိုစတင်တာဝန်ယူခဲ့တဲ့ဗိုလ်ချုပ်ကိုကိုဦးရဲ့နေရာကို2023ခုနှစ်မှာဗိုလ်ချုပ်ကြည်ခိုင်ကိုစစ်ကောင်စီကပြောင်းလဲတာဝန်ပေးခဲ့ပြီး2024ခုနှစ်ဇွန်လကမှဗိုလ်ချုပ်အောင်ခိုင်ဝင်2024ဩဂတ်စ်လကမှဗိုလ်မှူးချုပ်ကျော်ကိုထိုက်အခု2025စက်တင်ဘာလကပိုင်းမှာဗိုလ်မှူးချုပ်တင်မင်းလက်တို့အဆင့်ဆင့်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။လက်ရှိတာဝန်ယူထားတဲ့ဗိုလ်မှူးချုပ်တင်မင်းလက်ဟာပမောခြေဆိုင်အမှတ်27စစ်စင်ရေးကုကံမှုဌာန ချုပ်မှုအဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီးအချိန်တနည်းနီးပါးကြာခဲ့တဲ့တော်လိုင်းအင်အားစုတွေရဲ့ပမော်မျိုးကိုတင်ယူဖို့ကြိုးစားမှုကိုစစ်ကောင်းဆောင်စိတ်တိုင်းကြတုံ့ပြန်နိုင်ခဲ့သူဖြစ်ပါတယ်လာဘကနဲ့ပတ်သက်ပြီးထူးခြားချက်ကလာဘခရဲ့အရင်တိုင်းမူလက်ကျင်ရေးဘက်ကိုပြောင်းသွားပြီးတော့ကျွန်တော်တို့ဗမော်စကခ27ရဲ့စကခမူပေါ့တင်မင်းလက်သွားမကဆိုဂုံမူကြီးပေါ့တင်မင်းလက်ကမန်လေးတိုင်းတိုင်းမူဖြစ်လာနော်23ရက်နေ့မှတ်တယ်မန်လေးတိုင်းမှာတော့လာဘခမှာတိုင်းမူအပြောင်းလဲတစ်ခုရှိလာတယ်ရှမ်းဘက်ကလည်းအဲဒါကစမူ နေနေတော့ကရန်အင်အားပြည့်သွားပြီးတော့အခုနောက်တစ်ယောက်ဝင်သွားလေအဲနောက်တစ်ယောက်ဝင်သွားပြီးတော့အဲ့မှာလက်ဆွမ်းနဲ့ပြရတာလေနဲ့ဤဆိုတာအဓိကကတော့သူတို့ရဲ့စီရေးညီမချက်တွေမအောင်မြင်လို့အဲ့ဥဆောင်တဲ့အပိုင်းတွေပြောင်းလဲပြီးတော့သူတို့လုံတာပဲဗျပြောင်းလဲလဲအခိုက်အတန့်တွေတော့သူတို့လက်ဆွမ်းပြတာတို့ခြေဆွမ်းပြတာတို့ရှိမှာပေါ့ဗျဒါပေမဲ့ရေရှည်မှာတော့ရပါဘူးသူကသူဘလို့ပဲလူပြောင်းနေကြတာဒါအားတာပဲသူကကုန်းနေပြန်ယူခြေကုန်းနေ ရောက်ပိုင်းမဟာမိတ်သုံးဘွဲ့ရဲ့တစ်တုံညာညှခွန်စစ်စင်ရေးလမ်းတွေကြောင့်အလဲပိုင်းတိုင်းဆက်ဆံရာချုပ်ကိုထိန်းနိုင်မှုစစ်ကောင်းဆောင်ကပူပြီးကြမ်းကြုတ်နိုင်တဲ့သူကိုအစဉ်စဉ်ပြောင်းလဲတာဝန်ပေးခဲ့တာဖြစ်ပါတယ်။အလဲပိုင်းတိုင်းဆက်ဆံရာချုပ်ဟာအနောက်ဘက်မှာချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်၊အရှေ့ဘက်မှာရှမ်းပြည်နယ် ကရက်တီရှိနေတဲ့စကိုင်းမကွေးမြေလက်ပိုင်းဒေသအားလုံးကိုစစ်ရေးအထင်ရှားတဲ့စစ်ထဏာချုပ်ဖြစ်တဲ့အတွက်စစ်ကောင်စီအတွက်ပြူဟာအရအရေးကြီးတဲ့စစ်ထဏာချုပ်ဖြစ်ပါတယ်ငါးနှစ်ပြည့်မှာ၅ရောက်ကြောင်းနေပါလို့ခုနောက်ဆုံးခင်ဗျားပြောတဲ့တင်မင်းလက်လာနော်ပမောမှာတော်တော်နာမည်ထွက်တယ်လေနော်ဟိုနာမည်ထွက်တယ်ဆိုတာခုဘက်ကထွက်တာနာမည်တမျိုးလေနော်သူတို့ဘက်ကထွက်တာနာမည်တမျိုးလေနော်သူတို့ဘက်ကကြတော့အဲ့လိုလုံနိုင်ကင်နိုင်လွှဲရှိတယ်ပေါ့ဗျာမန္တလေးကိုအပ်တာလေအဲ့လိုကောင်တွေကိုအပ်တာလို့မြင်တာပဲနောက်တော့မန္တလေးကနေပြီးတော့မှတချင်းခုံခုံသွားကြတာလို့ကျွန်တော်တို့နားလေတာပဲဒီကြတာဗျာဟိုမန္တလေးကသူ တို့အတွက်တော့အရေးကြီးတာပေါ့ဒီပိုင်းကစစ်တပ်သားချုပ်ကြာသွားရင်နေပြည်တော်ကပေါက်သွားပြီပေါ့နော်အခုကတော့ကျွန်တော်အလီဒီဒီလက်ပါခအထိုင်ကနေပြီးတော့မှတက်ဖြန့်ပြီးတိုက်နေတာပဲကျွန်တော်နားလည်တာ ကျစ်တုံညာညခုစစ်စင်ရေးနောက်ပိုင်းမှာလက်လွတ်ထားရတဲ့ဒေသတွေညာတပ်စခန်းတွေကိုပြန်သိမ်းမှုစစ်ကောင်စီကစနစ်တကျအထုံနေတာဖြစ်ပြီးပြန်သိမ်းနိုင်ခဲ့တဲ့နေရာတွေကိုလည်းပြူဟာမြောက်ထိန်းနိုင်မှုအခြေယူပြင်ဆင်နေတာကိုတွေ့ရပါတယ်။ဒေသတွင်ကာကွယ်ရေးစုဖွဲ့တွေကသိမ်းထားတဲ့နေရာတချို့ကိုပြန်လက်လွတ်နေရပေမဲ့မြေပြင်စစ်ရေးမှာစစ်ကောင်စီကိုပြူဟာတကျတုံ့ပြန်နိုင်စေဖြစ်တယ်လို့ဆိုကြပါတယ်။စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးပစ်ကူတွေအုံပြနိုင်တာအကြောင်းသာတော်လိုင်းရဲရစုတွေကထင်းသလိုခီးမပေါက်နိုင်သေးတာဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်တုဒ္ဒ ချမ်းသာပါမကွေးတိုင်းချမ်းမြုံနယ်မှာနန်းစီဒီယန်ထရေအစီရေးတရက်ကိုတနက်သမားတွေကဖမ်းခေါ်ပြီးပြစ်တက်ခဲ့တယ်လို့စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေနဲ့နှိဆက်သူတွေစီကနေသိရပါဗျ။ချမ်းမြုံနယ်သွေးနက်ကျွော်မှာနေထိုင်တဲ့အသက်35နှစ်အရွယ်ထရေအစီရေးကိုနေမျိုးထုတ်ကိုအော်တိုဘားလ3ရက်ညနေပိုင်းမှာအမည်မသိတနက်သမားတွေကနေအိမ်အထိလာရောက်ဖမ်းခေါ်သွားခဲ့တာပါ။တနက်သမား9ရောက်နေအိမ်အထိလာဖမ်းခေါ်ပြီးတဲ့နောက် ရွာထိပ်မှာပြတ်တက်သွားတာဖြစ်ပြီးတနတ်တံရတွေနဲ့ပွဲချင်းပြီးတည်ဆုံသွားခဲ့တယ်လို့အောက်ချုပ်ရေးအဖွဲ့နဲ့နှိဆက်သူကပြောပါရယ်။ရုပ်အလောင်းကိုတော့၆မြို့ပြည်သူစေယုံကိုတည်သွားတယ်လို့ဆိုပါရယ်။ထွေအောင်စည်ရေးတည်ဆုံမှုကိုဘယ်အဖွဲ့ကဘာကြောင့်လုပ်တယ်ဆိုတာကိုမသိရသေးပဲစစ်ကောင်စီတပ်နဲ့ရဲတွေကတော့စုံစမ်းစစ်ဆေးနေတယ်လို့သိရပါရယ်ခင်ဗျာ။စစ်ကောင်စီက TNL ထိန်းချုပ်နယ်မြေတွေမှာလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြု ဆက်လက်ပြုလုပ်နေပြီးတီဘောကိုထိုးစစ်ဆင်မှုပြင်ဆင်နေပါတယ်။ထအောင်သတင်းပေးပို့ထားပါရခင်ဗျာ။ညညာထိုးစစ်ဆင်ပြီးတဲ့နောက်အော်တိုဘတ်တရက်နေ့မှာပြန်ပြီးထိန်ချုပ်သွားနိုင်တာဖြစ်ပါတယ်။ဒါမှလည်းကြောင်မဲတဝိုက်မှာတော့ထီထွေတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။အထူးသဖြင့်ကြောင်မဲတီဘောလမ်းပိုင်းမှာတိုက်ပွဲကဆက်ရှိနေတယ်လို့မြေပြင်သတင်းရင်းမြစ်တို့ကပြောပါတယ်။ စစ်ကောင်စီက DNLA ထိန်းချုပ်နယ်မြေတွေကိုလေကြောင်းတိုက်ခတ်မှုတွေဆက်လုပ်နေပြီးဒီဘောနဲ့နန်းစံပတ်မှာလည်းလေကြောင်းတိုက်ခတ်မှုတွေကြောင့်အရသာတိုက်စုံမှုတွေရှိနေသလိုလူနေအိမ်နဲ့ဘာသာရေးဆောက်ဦးတွေလည်းပျက်စီးဆုံးရှုံးတာတွေရှိနေပါတယ်။ဒေသခံတို့ပြောပြတာကိုဒီဘီကနောက်ခံအသံထည့်ဖတ်ထားပါတယ်။မြို့ထဲမှာတော့သူတို့ထိန်းထားတယ်။မြို့ပြင်တွေမှာတော့တိုက်ပွဲတွေရှိနေတော့မယ်။ကြောင်မဲတီဘောအထွက်လန်းနာမှာတိုက်ပွဲဆက်ဖြစ်နေတာ။ဂျက်ဖိုက်တာတွေနဲ့ကတော့ဓားလျှောက်လာပြင်နေတာပဲ။ စစ်ကောင်စီအနေနဲ့နောင်ကျိုးကိုတိမ့်ပိုက်ပြီးတဲ့နောက်ကြောင်မဲဘက်ကိုလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြင်းပြုလုပ်ပြီးမြေပြင်ကနေထိုးစစ်ဆင်နေတာပါဒီဘက်ကလည်းဒီလိုပဲဆက်လုပ်ဖို့ရှိနေတယ်လို့ဆိုပါတယ်လက်ရှိမှာတော့စစ်ကောင်စီအနေနဲ့ကြောင်မဲမှာတပ်တွေပြန်လဲစုဖွဲ့ပြီးမကြခင်ဒီဘက်ကိုထိုးစစ်ဆက်ဆင်နေမယ်လို့စေလီလာသုံးသပ်သူလူဖြစ်တဲ့စီရန်ဘိုးကြီးကိုစင်ရောကပြောပါတယ်ကြောင်မဲကိုရပြီဆိုတော့ကျွန်တော်လက်ကျန်ကတီဘောပဲရှိတော့တယ်အဲဒါဆိုရင်ကျွန်တော်တို့လာရှိုမန်လေးလမ်းမကြီးတစ်လျှောက်လုံးပေါ့နော်စစ်တပ်က ထိ ंछ ုံနိုင်သွားပြီလို့ပြောရမှာအဲ့တော့လက်ကြံတီဘောပေါ့လက်ကြံတီဘောဟိုတော့သူတို့အရင်ဆုံးပေါ့နော်တိမ့်လိမ့်မယ်အဲအခုတော့လောဆယ်လဲလေချောင်းတိုက်ခိုက်မှုတွေလုပ်နေသလိုမြေပြင်ခြိတက်ဖို့ကင်းထောက်မှုတွေလည်းလုပ်နေတာကိုတွေ့ရတယ်၂၀၂၀ဆစ်စီရင်ကာလတွင် TNL ကအနောက်ချိုကြောင်မဲ့မိုးကုတ်တီဘောစားတဲ့မြို့ပေါင်း၁၂မြို့ကိုသိမ်းပိုက်ထားတာပါအဲဒီနောက်တရုတ်ချားဝင်တဲ့ဆွေးနွေးပွဲတွေရှိလာပြီးစစ်ကောင်စီက TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုပြန်တောင်းခဲ့ပါတယ် TNL ဘက်ကလက်မခံခဲ့တဲ့နောက်မှာတော့စကောင်စီကပြန်ပြီးထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးနောင်ချိုးနဲ့ကြောင်မဲကို TNL ဘက်ကပြန်ပြီးလက်လွတ်ထားပြီးဖြစ်ပါတယ်ကျွန်တော်ထပ်အောင်ပါရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့စစ်ဆောင်စခန်းတစ်ခုမှာရေနှင်းမြုပ်နေပြီးအကူအညီတွေလိုအပ်နေတယ်လို့စစ်ဆောင်တွေကိုကူညီပေးနေသူတွေကပြောပါရတယ်။ စက်တင်ဘာလကုန်ပိုင်းကနေအောက်တိုဘာလအတွင်းမိုးစတိုက်ရွာတဲ့အတွက်တောင်ကျင်းမှာရှိတဲ့စစ်ဆောင်စခန်းအတွင်းရေဝင်ပြီးပြန်ထွက်ဖို့မလွယ်ခုပဲစစ်ဆောင်တွေရဲ့အိမ်တွေခေါမိုးပဲကြံတဲ့အထိရေမြုပ်ကုန်တာလို့ဆိုပါတယ်စစ်ဆောင်စခန်းတစ်ခုလုံးကိုရေကြီးသွားတာဖြစ်ပြီးစစ်ဆောင်တွေရွှေပြောင်းနေထိုင်ဖို့မိုးကတွေလိုအပ်နေကရေစတိုက်တက်နေတယ်လို့စစ်ဆောင်တွေကိုကူညီပေးနေသူတရားကပြောပါတယ်အဲ့ဒီစစ်ဆောင်စခန်းမှာအင်ဂျီ49အင်ရှိပြီးလူဦးရေ180ကျော်နေထိုင်တာနေအိမ်20ကျော်က တဲတွေရင်းနှီးမြှုပ်ကုန်တဲ့အတွက်ရေလွတ်တဲ့ကုန်းပေါ်နေရာတွေကိုရွှေ့ပြောင်းနေကြရတယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလထဲမှာလည်းရေကြီးမှုဒဏ်ကိုဆစ်ဆောင်တွေကြုံတွေ့ခဲ့ရပြီးတနည်းအတွင်းရေကြီးမှုဒဏ်ကိုနှစ်ကြိမ်ကြုံခဲ့ရတာလို့ဆိုပါရယ်ဒီမော့ဆိုမြို့နယ်တွေကဆစ်ဆောင်စခန်းတစ်ခုမှာလည်းအော်တိုဘာလာအတွင်းမိုးကြီးပြီးရေနှီးမြှုပ်နေတဲ့အတွက် နေအိမ်73လုံးနေရာရွှေ့ပြောင်းခဲ့ရတယ်လို့လမ်းတွေလည်းပျက်စီးတာတွေရှိနေပါတယ်ခင်ဗျာ တော်လန်အမှုပညာရှင်တွေရဲ့ Now and Ever ထာဝရနောင်ကျိုးရုပ်ရှင်အထူးပွဲကိုအမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်မှာပြသခဲ့ပါတယ်။တုဒ္ဒချမ်းသာပေးပို့ထားပါတယ်ခင်ဗျာ။ တော်လန်ညပညာရှင်တွေဖြစ်တဲ့ဒါရိုက်တာခရစ်စတီနာခီတရုတ်ဆောင်ဇန်ခီနဲ့အကယ်ဒမီပိုင်ဖြိုသူကိုဦးဆောင်ဖန်တီးထားတဲ့နောက်နန်လေဗာတာရန်လောင်ဂျူရုရှင်အထူးပွဲကိုဒေသဆန္ဒကြိမ်အောက်တိုဘာ9ရက်နေ့မိုးလွယ်ပိုင်းကအမေရိကန်ပြည်တော်စုမယ်ရီလန်းပြည်နယ်ရီဂယ်မက်ဂျက်စတစ်ရုပ်ရှင်ရုံမှာ ပြသခဲ့တာပါရုပ်ရှင်ပြပွဲကိုဝါရှင်တန် DC နဲ့မယ်ရီလန်းပြည်နယ်ရောက်မြန်မာတွေလာရောက်အားပေးခဲ့ကြပြီးတော်လန်ညပညာရှင်တွေနဲ့အတူရက်ကြီးကြောင်ပြသခဲ့ကြပါတယ်ဒီနိုင်ငံတကာရုပ်ရှင်ပြပွဲတွေမှာရုပ်ရှင်ပြိုင်ပွဲတွေမှာ တကယ်ကိုသူတို့ကအရေးရှိရှိရှိနဲ့နိုင်ငံတကာနဲ့ရေမောင်တိုင်းပြီးလုံနိုင်တဲ့အမှုပညာရှင်တွေဖြစ်တယ်ဒါကြောင့်မို့လို့သူတို့ရဲ့အမှုပညာလက်ရာတွေသူတို့ဖန်တီးထားတဲ့ဟာတွေကဒီအမေရိကန်ပြည်ထောင်စုအပါအဝင်ကမ္ဘာတဝန်းမှာရှိတဲ့ဒီလိုမျိုးအမှုပညာပြပွဲတွေရုပ်ရှင်တွေမှာသူတို့အတွက်ပြဖို့အတွက်ထိုက်တန်နေအားလုံးကဒီတစ်ခုတည်းတွေမဟုတ်ဘူးပေါ့နော်ကျန်တဲ့ပြတဲ့ဟာတွေမှာပါဝိုင်းပြီးတော့မှဒီလိုမျိုးချိမြောက်ပေးကြပါအားပေးပေးကြပါကြည့်ရှုပေးကြပါလို့ကျမတို့ကတော့အမှုပညာရှင်တွေရဲ့ကိုးစားပေါ့နော်ပြောချင်ပါလိမ့်ရှင့် ဆက်အနာသိမီနောက်ဒေါ်လာမြူပညာရှင်တွေဟာပြည်တွင်းမှာရှင်သန်ရည်တည်ဖို့မဖြစ်နိုင်တော့တဲ့အတွက်ပြည်ပရောက်မြန်မာတွေရဲ့အားပေးမှုနဲ့သူတို့မြူပညာတွေဆက်လက်ရှင်သန်နိုင်ရေးကြိုးစားအားထုတ်နေကြတာပါ။အမေရိကန်ပြည်တော်စုရဲ့မြို့တော်မှာအထူးဒါလိုဒီလိုမြန်မာရုပ်ရှင်တွေကထိုးဖောက်လာတယ်ကျွန်တော်တို့တက်ကဝမ်းသာတယ်အထူးသဖြင့်တိုင်းပြည်မှာဒီလိုပြခွင့်ပြန်ရမယ်သူဖန်တီးခွင့်တွေပြန်ရဖို့တော့မျှော်လင့်တာပေါ့မျှော်လင့်ရင်းနဲ့ဒါကျွန်တော်လည်းတစ်ဖက်ကတိုက်ပွဲဝင်နေတဲ့ဓာတ်တွေကိုပြနေတာဖြစ်ပါတယ် ော်တော်လန်ပြည်သူတွေဘက်ကဆိုလို့ရှိရင်အများကြီးယက်တီပေးခဲ့တယ်သူတို့ရဲ့အမှုပညာဆိုတာလည်းအမခန့်လောက်တယ်တော်လန်ရေးပေါ်မှာလည်းသူတို့တိစ္ဆာရှိတယ်သူတို့ရဲ့စူးစမ်းမှုအမှုပညာကိုလည်းအားပေးတဲ့အတွက်ကြောင့်မလို့လာရောက်အားပေးတာပါရှင်ဒေါနန်အေဗာထာရနောင်ညိုယိုရှင်ကိုအမေရိကန်ပြည်တော်စုမြို့ကြီးဆယ်ခုမှာဇက်တက်ယုံတင်ပြသခဲ့ပြီးတောင်ကိုရီးယားနိုင်ငံမှာလည်းတပြိုင်တည်းယုံတင်ပြသနေတာဖြစ်ပါတယ်နောင်နန်အေဗာထာဝရနောင်ညိုယိုရှင်ကိုမြန်မာနိုင်ငံမှာယုံတင်ပြသတော့ကလည်းပြည်သက်တွေရဲ့တခဲနဲ့အပြစ်မှုကိုရရှိခဲ့ပါတယ်ကျွန်တော် တုဒ္ဒချမ်းသာပါအခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပြပါပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဗာဂျီးနီးယားပြည်နယ်နော့ဖော့ဒ်မြို့စီကိုအော်တိုဘားလ9ရက်နေ့ကသွားရောက်ခဲ့ပြီးအမေရိကန်ရေတပ်ရဲ့250ပြည်မွေးနေ့အထိမ်းအမှတ်ဖြစ်ပင်လယ်ပြင်ရဲ့အသူရာများလို့နာမည်ပေးထားတဲ့ရေတပ်ဂုံပြူပွဲကိုတက်ရောက်ခဲ့ပါတယ်။အမေရိကန်တော်လှန်ရေးကနေဒီကနေ့အချိန်ထိအမေရိကန်ရေတပ်ရဲ့ဇလန်းဟာ နှစ်ပေါင်း250ကျော်ကြာတစ္ဆာစောင့်တိမှုအနစ်နာခံမှုနဲ့ဂတိကဝတ်တွေအကြောင်းကိုပုံမြင်တပုတ်လိုပဲလို့ထရန့်ကသူ့ရဲ့မင်ကွန်တွင်ကြီးကားမှန်နောက်ွယ်ကနေပြောခဲ့ပါတယ်။တမရကရောမေလာနီယာထရန့်ကတော့တင်မောသားတွေရဲ့ရှေ့မှာရှိတဲ့ထရန့်ရဲ့ဘေးနာဆင်မြင့်ပေါ်မှာထိုင်နေခဲ့တာပါ။ဗင်နီဇွဲလာကမ်းလွန်မှာတရားမဝင်မှုရေးစေဝါတွေတည်လာတယ်လို့ဆွဆွဲထားတဲ့နောက်ထပ်သင်္ဘောတစည်းကိုအမေရိကန်တပ်ဖွဲ့ဝင်တွေကစနေနေ့ညနေပိုင်းမှာတိုက်ခိုက်ခဲ့တယ်လို့

အာရှခြေစစ်ပွဲမှာမြန်မာအသင်းကဆီးရီးယားအသင်းနဲ့ဆော်ဒီနိုင်ငံမှာတွားရောက်ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။မြန်မာနဲ့ဆီးရီးယားအသင်းတို့ဟာအာရှခြေစစ်ပွဲအုပ်စု E မှာအဖွဲ့နှစ်ပွဲစလုံးအနိုင်ရရှိထားပြီး6မှတ်စီရရှိထားခဲ့ကြတာပါ။မြန်မာလက်ရွေးစင်အသင်းဟာကမ္ဘာအဆင့်62ရှိဆီးရီးယားနဲ့ပွဲစဉ်အတွက်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ၃ရက်ကြာလေ့ကျင့်ခဲ့ပြီးအော်တိုဘာလ9ရက်က ပြိုင်ပွဲကစားမဲ့ sorry အာရေဗျနိုင်ငံစီကိုထွက်ခွာသွားခဲ့တယ်လို့ MFF ကသတင်းထုတ်ပြန်ပါတယ်။မြန်မာအသင်းဟာအာရှခြေစစ်ပွဲအဖွဲ့နှစ်ပွဲမှာအာဖဂန်နစ္စတန်နဲ့ပါကစ္စတန်အသင်းတွေကိုအနိုင်ရရှိထားပြီးအုပ်စုတွင်အင်အားအကြီးဆုံးပြိုင်ဘက်ဆီးရီးယားနယ်ပွဲမှာရလက်ကောင်ရရှိမှသာခြေစစ်ပွဲအောင်မြင်ဖို့မျှော်လင့်ချက်ရှိမှာပါ။အာရှခြေစစ်ပွဲမှာစုစုပေါင်းအုပ်စု6ခုပါဝင်ပြီးအုပ်စုပထမရတဲ့အသင်းတွေကပဲခြေစစ်ပွဲအောင်မြင်မှာပါ။မြန်မာအသင်းဟာ 1968ခုနှစ်အာရှဖလားမှဒုတိယဆုရရှိခဲ့ပြီးတဲ့နောက်အာရှဖလားပြိုင်ပွဲဝင်ခွင့်မရတာနှစ်ပေါင်း60နီးပါးကြာမြင့်နေပြီဖြစ်ပါတယ်ခင်ဗျာဒီ VB ရုံမြင့်တန်ကြားရဲ့နေ့လယ်နာရီသတင်းတွေကိုဒါရိုက်ကြည့်ရှုခဲ့ရတာပါညနေ၄နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတော့တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဆွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ